Hello အားလုံးပဲမင်္ဂလာပါဒီချေစင်ပါရှင်ဒီချေတို့ဒီဗီဒီယိုလေးထဲမှာအဓိကမိခွန်းနံပါတ်၄ကိုလေ့လာကြရအောင်ပါတိတသမ၄နှစ်ဤ၁၀စာ၁၀၀စာနဲ့၁၀၀၀စာတို့ကိုရှာပါဒါတို့သမလို့ရနောက်တစ်ခေါက်ပြန်ဖတ်ပြပါမယ်တိတသမ၄နှစ်ဤ၁၀စာ၁၀၀စာနဲ့၁၀၀၀စာတို့ကိုရှာပါကဲအဲ့တော့ဒါတို့သမလို့ကအရှိက grade 4မှာရော grade 3မှာရော၁၀စာ၄၁၀၀စာတွေလောက်တာတွေကိုမှတ်မိပါရဲ့လားဟုတ်ပါတယ်တို့တွေလောက်ခဲ့ဘူးတဲ့အဲ့ဒီနေ့အတိုင်းဒီချေတို့ဒါလေးတွေကိုလောက်ကြည့်ကြမယ်နော်အဲ့တော့အရင်ဆုံး မေကွန်လေးပတ်ကြည့်မယ်နမတ်ကာကြီးအတက်ပါစေရရင်တတသမလေးနီးစေစားတရားစားနဲ့တထောင်စားတို့ကိုရေးပါ ထို့သူပြုလုပ်တော်အခါဂိတ်တခုစီတွင်ခနန်းများမြည်သူပြောင်းနေသောသည်ကိုရှင်းပြပါအရောပထမမေကွန်ဖြစ်တဲ့အထက်ပါစေရရင်တတသမလေးနီးစေစားတရားစားနဲ့တထောင်စားတို့ကိုရေးပါဆိုတော့ဒီချိန်လို့သွားရေးမယ်သွားရေးမယ်ဆိုတော့အရင်တော့ grade 3မှာရော grade 4မှာရောကလည်းတင်ခဲ့တယ် grade 3မှာတော့အပြည့်ကိန်းနဲ့တင်ခဲ့တာပေါ့နော် grade 4ရောက်တော့ဒီချိန်လို့တတသမဂိတ်နီး ီးလေးနဲ့စေသားပြုလုပ်တာကိုတင်ခဲ့တယ်။အဲတော့တသမကိန်းတစ်ခုကိုစေသားပြုလုပ်တဲ့အခါမှာထိုကိန်းငယ်ကနန်းနေရာတွေကနေရာလိုက်တံပိုးတက်နေရာစီတိုးသွားပါတယ်။ပြန်ပြောပါမယ်။တသမကိန်းတစ်ခုကိုစေသားပြုလုပ်တော့အခါထိုကိန်းငယ်ကနန်းတွေကနော်ထိုကိန်းငယ်ကနန်းတွေကနေရာလိုက်တံပိုးတက်နေရာစီတိုးသွားပါတယ်။ခေတ္တဆိုလို့ရှိရင်၁၀ပိုင်းတစ်ပိုင်းပြုလုပ်ရင်ရော၁၀ပိုင်းတစ်ပိုင်းပြုလုပ်လို့ရှိရင်နော်ထိုကိန်းငယ်ကနန်းတွေကတက်နေရာစီအဲညော့သွားပါတယ်။ကဲလောလောဆယ်စေသားတူတာကိုပဲအရင် န်လို့ကြည့်မယ်အဲ့တော့ဆယ်သတူတယ်ဆိုတော့ဒီမှာပါတဲ့ကနန်းနေကနေရာလိုက်တန်ဖို့တနေရာကြီးတိုးပါမယ်အဲ့တော့ဒီကျေတို့အရှိရာနေစားလို့ကြရအောင်အခုနေရာမှာရှိတဲ့တစ်ကဘယ်ကိုရောက်သွားမလဲဆယ်နေရာကို ရောက်သွားမှာပေါ့ဆယ်နေရာဆယ်လီစိတ်နေရာမှာရှိတဲ့လေးကဘယ်နေရာကိုရောက်သွားမလဲခုနေရာကိုရောက်သွားမယ်ရာလီစိတ်နေရာမှာရှိတဲ့နှစ်ကဘယ်ကိုရောက်သွားမလဲဆယ်လီစိတ်နေရာကိုရောက်သွားပါမယ်ရှင်ဒသမကိန်းနေရာတော့အနည်းနဲ့ပဲခုနဲ့ဆယ်လီစိတ်ကြားထဲမှာပဲရှိနေပါမယ်နော် ဟုတ်ပါပြီကဲပြီးတော့ရင်အဲ့ဒီ14တသမနှစ်ကိုဒီကျေရို10သားလုံးမယ်ဆိုလိုတဲ့သဘောက1တသမ4နှစ်ကိုဒီကျေရို100သားလုံးတာပေါ့နော်အဲ့တော့ တရားစားလုပ်တယ်ဆိုလို့ရှိရင်ဒီကျဲတို့ကနန်းနေရဗနနေရတိုးရမှာလဲနှစ်နေရတိုးမယ်ခေတ္တဆိုလို့ရှိရင်ခုနေရမှာရှိရဲ့တစ်ကဘယ်ကိုရောက်သွားမလဲနှစ်နေရဆိုတော့10ရရာနေရကိုရောက်သွားပါမယ်ရှင်10လီစိတ်နေရမှာရှိတဲ့အာ၄ကနှစ်နေရရှိတိုးတော့1နဲ့ဟုတ်ပြီ10နေရကိုရောက်သွားမယ်ရာလီစိတ်နေရမှာရှိတဲ့နှစ်ကဘယ်နေရကိုရောက်သွားမှာလဲအာနှစ်နေရရှိတိုးတော့1နဲ့ခုနေရကိုရောက်သွားပါမယ်ရှင်ဒီမှာဘာမှမရှိရင်ဒီကျဲကတော့ညာလေးချဲလိုက်ပါမယ်နော် ဟုတ်ပြီနော်။ Okay ပြီးသွားရင်ဒီ1.3နှစ်ကိုဒီကျေတို့တထောင်သားလို့ကြည်ကြရအောင်။တထောင်သားလို့မယ်ဆိုတော့သားတို့တမလို့ရေဒီကျေတို့သူ့မှာပါတဲ့ကနန်းတွေကိုနေရာလိုက်တယ်မို့ဘယ်နဲ့နေရာအရှိတူပေးမလဲ။၃ည၃လုံးပါတဲ့အတွက်ကြောင့်မလို့၃နေရာရှိတူပါမယ်ရှင်။ဟုတ်ပြီနော်။၃နေရာတူလိုက်မယ်။အဲ့တော့ခုနေရာမှာရှိတဲ့တက်ကလေးကို၃နေရာတူ1 2 3ထောင်နေရာကို ရောက်သွားပါမယ်ရှင်။ဆယ်လီစိတ်နေရာမှာရှိတဲ့လေးကိုရှိကို၃နေရာတူမယ်။ ကျေနေတော့ယာနီယာကိုရောက်သွားပါမယ်ရှင်။ယာလီစိတ်နေရာမှာရှိရဲဘသူကိုလဲနှစ်ကိုသုံးနေရာတို့မယ်၁၂၃၀၀ကိုရောက်သွားမယ်၁၀ကိုရောက်သွားမယ်ခုနေရာမှာဘာမှမရှိတော့ဒီကျေတို့၃ညာကလေးထည့်လိုက်မှာပေါ့ဒီနောက်မှာလဲဘာမှမရှိရင်၃ညာကလေးထည့်လို့ရပါတယ်နော်။ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်တအားတို့တမလို့ရေးဒီကျေတို့ရဲ့ပုံစံလေးကိုပြန်ပြီးတော့မှဇာတ်ကွက်လေးကိုပြန်ကြည့်ကြရအောင်။ ဲ့တော့တိတသမ၄နှစ်ကိုဒီကျေရိုးစေစားလုပ်လိုက်တော့14တသမနှစ်အဲ့ဒီ14တသမနှစ်ကိုစေစားလုပ်လိုက်မယ်142တသမနှစ်အဲ့ဒီ142တသမနှစ်ကို142တသမ သုံးညပေါ့နော်140နှစ်ကိုဒီကျေရိုးစေစားလုပ်လိုက်ရင်1420ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီကျေရိုးတွေကအမြဲတမ်းဒီကျေရိုးကစေလီစနစ်နဲ့သွားတာဆိုတော့စေစားစေစားစေစားဟုတ်ပြီအဲ့တော့တရာသားဆိုလို့ရှိရင်နော်ဒီကျေရိုး200ရရှိတူ1000သားဆိုလို့ရှိရင်နော်ဒီကျေရိုး300အရှိတူလိုက်ရင်ညပါတယ်ရှင်โอเคအဲ့လိုပြုလုပ်တဲ့အခါမှာဂိမ်းတစ်ခုစီမှာရှိတဲ့ကနန်းတွေဘယ်လိုပြောင်းလဲသွားပါသလဲ ကဲဘလို့ပြောင်းလဲသွားပါတယ်အရင်ဆုံး1.4နှစ်ကိုဒီချေတို့စေစားလုံလိုက်တဲ့အချိန်မှာနော်တိတသမလေးနှစ်ကိုစေသားလုံလိုက်တဲ့အချိန်မှာကနန်းညီကဘယ်ဘက်ကိုဒီချေတို့ဘယ်နှနေရယူသားပါသလဲတနေရယူသားပါတယ်ဒီချေခလာလေးနဲ့ပြပါမယ်ကနန်းညီကဘယ်ဘက်ကိုတနေရယူသားတာကို တွေ့ရတယ်နော် တစ်ကရှိရှိကိုတူတူပါရဲ့နော်ဟုတ်ပြီအဲ့ဒီတက်တသမ၄နှစ်ကိုပဲဒီချေလို့တရားစလုံးလိုက်တဲ့အခါမှာယောတရားစလုံးလိုက်တဲ့အခါမှာဘဏ္ဍာနီကဘယ်ဘက်ကိုဘဏ္ဍာနီရွေသွားလဲအမ်နှစ်နေရရွေသွားတာကိုတရားပါမယ်အဲ့တော့တက်တသမ၄နှစ်ကိုဒီချေလို့တထောင်စလုံးလိုက်တဲ့အချိန်မှာဆိုရင်ယောကဏ္ဍန်တွေကဘယ်ဘက်ကိုဘဏ္ဍာနီရွေသွားတာကိုတွေ့ရပါတယ်လဲဟုတ်တယ်၃နေရရွေသွားတာကိုတွေ့ရပါမယ်နော်အဲ့ဒီထိသားတို့တမလို့နားလဲပါသလား ဟုတ်ပါပြီတသမလေးရတော့သူ့နေရာတိုင်းပဲเนาะโอเคကဲအားဆိုလို့ရှင်သူတွေဆက်သွားကြရအောင်ဟိဒီတစ်ခါကျတော့အဲ့ဒီတတသမလေးနေရဲ့10စာ100စာနဲ့1000စာ10စာ100စာ1000စာနဲ့ဒသမနေရာတွေဈာကဆက်သွယ်ချက်ကိုလေ့လာမယ်ဒီတစ်ခါဂဏန်းတွေကို မကြည့်ဘူးဒသမတွေကိုကြည့်ပါမယ်ရှင် ဟုတ်ပြီနော်အဲ့တော့ဓသမတွေကိုကြည့်မယ်ဆိုတော့ဒီခြေတို့ကြည့်လိုက်ကြရအောင်ခြေတို့ရရှိတဲ့ဂိမ်းလေးတွေကိုဒီခြေတို့ကနေရာလိုက်တံမုံလေးတွေတက်နေရာချလိုက်မယ်တိဓသမ၄နှစ်၁၄ဓသမ၂၁၄၁၄၂ဆိုတော့ဓသမ၄ရဒီမှာရှိပါတယ်၁၄၂၀ဆိုတော့ဓသမကဒီမှာရှိပါတယ်โอเคตารุตมโนยล่ะเอออရင်ဆုံးဒီကြစေသားစေသားဒီလောက်တာကိုပြောမယ်အဲတော့စေသားလုံးလိုက်ရင်တတသမ၄နှစ်ကိုစေသားလုံးလိုက်တော့ဒီခြေရုရဲ့တတသမအမှတ်ကလေးကိုကြည်ရအောင်တတသမအမှတ်ကလေးကဘယ်ကိုရောက်သွားလဲဟိ ဟုတ်တယ်၄ရက်အနောက်ကို ရောက်သွားပါတယ်เนาะအရင်ဆုံး1ဒသမ၄နှစ်ကိုစေသားလုံးလိုက်လို့ရှိရင်ဒသမအမှတ်ကလေးက1အနောက်ကနေပြီးတော့၄အနောက်ကိုရောက်သွားပါတယ်ဟုတ်လားတဲ့အနောက်ကနေလေးအနောက်ကိုရောက်သွားဆိုတော့ဒသမလေးကအရှိတူသွားလားအနောက်ဆုတ်သွားလားဟုတ်ကဲ့အနောက်ဆုတ်သွားတယ်ဘယ်ကိုဆုတ်သွားလဲညာဘက်ကိုဆုတ်သွားပါတယ်ရှင်ညာဘက်ကိုဘယ်နေရာဆုတ်သွားလဲတနေရာဆုတ်သွားတယ်ဒါဆိုရင်ဒီ14ဒသမနှစ်ကိုဒီချေက စေသားထပ်လုံးမယ်၁၄ဒသမ2ကိုစေသားထပ်လုံးတော့သားတို့တမလို့ရဘယ်လောက်ရပါသလဲဒီကျေတို့အဲ140နည်းရသွားတာပေါ့140နှစ်မှာဒသမနေရာလေးကိုကြည်လိုက်ငကိုရုံးက၄အနောက်ကဒသမလေးကဒီကျေတို့နှစ်အနောက်ကိုရောက်သွားပါတယ်ရှင်တွေ့ပါသလားဟုတ်ပြီပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ140ဒသမ140နှစ်ကိုဒီကျေတို့စေသားလုံးလိုက်တော့1420ရပါတယ်1420မှာဆိုဒသမအမှတ်ကလေးကဒီနေရာမှာအဲ့တော့ ငကိုတုံးကတသမမက်ကလေးကနှစ်အနောက်ကနေပြောဘယ်ကိုရောက်သွားလဲဆိုတော့တုံညာအနောက်ကိုရောက်သွားပါတယ်ရှင်အဲ့တော့သားတို့တမလို့ရေဒီချေတို့ကတသမဂိန်းလေးတွေကိုစေသားလုံးလိုက်လို့ရှင်တသမအမက်ကလေးကနော်ညာဘက်ကိုဘယ်နှနေရာစီယူသွားပါတလဲတနေရာစီယူသွားပါတယ်ဟုတ်ပြီအဲ့တော့ဒီချေကတရားစားလုံးမယ်ဟိနာအဲ့တော့ဒီမှာကြည့်ရအောင်အဲ့တော့တရားစားလုံးမယ်တရားစားလုံးမယ်ဆိုတော့ တိတသမ၄နှစ်ကို100ကလုံလိုက်တော့140နှစ်လေးနော်အဲ့တော့140နှစ်မှာတသမ၄ကဒီတိအနောက်ကနေပြီးတော့ဒီကျရိုးကနော်၃ညနောက်မှာရှိမယ်နော်အဲ့တော့တိအနောက်ကနေပြီးတော့ဘယ်ကိုရောက်သွားလဲဆိုတော့2ရဲ့အနောက်ကိုရောက်သွားပါတယ်၃ညနောက်မှာမဟုတ်ဒီ2ရဲ့အနောက်မှာတသမအမှတ်ရှိမယ်ဒီမှာကျတော့၃ညရဲ့အနောက်မှာတသမအမှတ်ရှိမယ်အဲ့တော့ဒါတို့သမလို့ရင်100ကလုံလိုက်တော့ဒီကျရိုးတသမအမှတ်ကလေးက100 200အနောက်ကိုရွေသွားပါတယ်နော် ဟုတ်ပြီနော် sorry ညာဘက်ကိုနှစ်နေရရွေးသွားပါတယ်ရှင်ဟုတ်ပြီဒါဆိုရင်ဒီတက်တက်မလေးနှစ်ကိုဒီချက်တထောင်စားလုံးမယ်ဟိတထောင်စားလုံးမယ်ဆိုလို့ရှိရင်ဒသမအမှတ်ကလေးကတစ်အနောက်ကနေပြီးတော့မှခြေတို့တနေရနှစ်နေရသုံးနေရပဲရောက်သွားပါတယ်လေသုံးညအနောက်ကို ရောက်သွားတာကိုတွေ့ရပါပြီနော် okay အဲ့အကြောင်မလို့ဒီခြေရိုးတွေကအခြေကိန်းနဲ့ဒသမကိန်းတွေကိုစေစားတရားစားနဲ့တထောင်စားလုပ်တဲ့အခါမှာဒသမအမှတ်ကဘယ်ဘက်ကိုလဲ ညာဘက်ကိုဘယ်နှနေရာစီလဲတနေရာနှစ်နေရာ သုံးနေရာစီရွေးသားပါတယ်ရှင်ဆယ်သားလို့ရင်တနေရာတရာသားလို့ရင်နှစ်နေရာတထောင်သားလို့တော့ဒီခြေတို့သုံးနေရာရွေးသားပါမယ်နော်ဟုတ်ပြီနော်အဲ့တော့ သူလိုတဲ့သဘောကအဲတသမကိန်းလေးကိုပဲဖြစ်ဖြစ်ဒီကျေရောအပြစ်ကိန်းလေးကိုပဲဖြစ်ဖြစ်30နဲ့မြောက်တယ်30နဲ့မြောက်တယ်ဆိုတာ10စားလုံးလိုက်တယ်10စားလုံးလိုက်ရင်တသမကိန်းတသမအနေနဲ့ပြောမယ်ဆိုရင်တသမအမှတ်နေရာနဲ့ပြောမယ်ဆိုရင်တသမအမှတ်ကလေးကညာဘက်ကိုတနေရာကြီးရွေသွားတယ်တဲ့100စားဆို2နေရရွေးတယ်1000စားဆို3နေရရွေးတယ်ခဏန်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ခဏန်းနေရနေရလိုက်တံမိုးလေးတွေကเนาะဘာဖြစ်သွားလဲဆိုတော့တိုးတိုးသွားပါတယ် ရမလားအခုကတော့တို့ရီဒသမခင်ကြီးကိုလေ့လာနေတော့ဒသမကိုပဲတရုတ်တမလို့ခေါင်းနဲ့ထည့်ထားရင်ရပါတယ်ရှင်နှစ်ခုစလုံးကတော့အတူတူပါပဲဟုတ်ပြီအဲ့ဒါကိုဒီကျေတို့လေ့ကျင့်ခန်းလေးလုပ်လိုက်ကြရအောင်ပါတရုတ်တမလို့ရေလေ့ကျင့်ခန်းနံပါတ်6လေ့ကျင့်ရမေကွန်းနံပါတ်6မေကွန်းကလေးဖတ်ကြည့်ကြပါမယ်ရှင်ဖတ်ကြည့်ရအောင် အောက်ပါကိန်းများဤစေသားတရားစားနှင့်တထောင်စားတို့ကိုရေးပါအဲ့တော့မင်းတို့ရဲ့တင်ကြားတက်တဲ့စာအုပ်ထဲမှာဒီချက်ကို6ပုံမှာကာကြည့်မိကုန်လေးကိုကြပါမယ်၄တသမ35ဒီချက်ကတော့တဆင်ချင်းဒီတရားလေးရေးကြပါမယ်နော်ဟုတ်ပါပြီအဲ့တော့သားတို့တမလို့ရေးဒီချက်တို့အရင်ဆုံး၄တသမ35ဘာကြီးလဲဤဗနစလဲစေစားကိုရေးလိုက်ကြရအောင်၄တသမ35ရဲ့စေစားဆိုရင်တသမအမှတ်ကလေးကညာဘက်ကိုတနည်းရွေမယ်အဲ့တော့ဘယ်လောက်ရမှာလဲဟိဟုတ်ပါတယ်၄ က်သုံးတသမ5ရာမှာပေါ့ပြီးတော့ရင်4တသမ35 e ဒီကျေလို့ဘယ်နှစလဲတရားစာတရားစာကိုလို့ချင်းရင်အာနော်တသမအမှတ်ကလေးကညာဘက်ကိုဘယ်နှနေရာရွေ့မှာလဲနှစ်နေရာရွေ့ပါမယ်နှစ်နေရာရွေ့မယ်ဆိုတော့4တော့9အနောက်ကိုရောက်သွားပါမယ်ရှင်။အဲ့တော့9အနောက်ကိုတသမလေးရောက်သွားတော့ဘာမှမရှိတော့တော့ဒီချေတို့9လို့ဒီတိုင်းပဲရေးလို့ရပါတယ်။435 ငါဟုတ်ပြီပြီးတော့ပြီဆိုလို့ရှိရင်တော့အဲ့ဒီ၄တသမ35 e ဘယ်နဲ့စလဲ100စပြီးတော့1000စကိုရှာလိုက်ကြရအောင်1000စဆိုလို့ရှိရင်တအားတို့သမလို့ကဒီတသမအမှတ်ကလေးကအနောက်ကိုဘယ်နဲ့နေရာယူသွားမှာလဲ3နေရာယူပါမယ်အဲ့တော့ဒီကျေတို့၄ရဲ့နောက်ကနေ3ရဲ့အနောက်5ရဲ့အနောက်ဘာမှမရှိတော့3ညတစ်လုံးထက်တယ်လား3ညရဲ့အနောက်ကိုရောက်သွားပါမယ်ရှင်ဒါကြောင့်မို့လို့၄3 5 3ညအဲ့ဒီအတွက်ကြောင့်မို့လို့၄350ပေါ့ နားလည်ပါသနော်ဟုတ်ကဲ့ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီကျေတို့နမတ်ခွေသွားကြရအောင်ဒီကျေဒီမှာရှင်းပြမယ်နမတ်ခွေက85တက်တမ8အဲ့တော့တရုတ်တမလို့ရေးဒီကျေတို့တွေက85တက်တမ8 e ဘဏ္ဍာလေးစေစားကိုရှာပါမယ်နော်စေစားဆိုတော့တသမအမှတ်ကလေးတနည်းရရွေးပါမယ်ဘယ်ကိုရွေးမှာလဲညာဘက်ကိုရွေးမယ်အဲ့တော့ညာဘက်ကိုရွေးတော့ဘယ်သူအနောက်ရောက်သွားမလဲရှေ့ရဲ့အနောက်ရောက်သွားပါမယ်ဒါကြောင့်မလို့958ပေါ့ ဟုတ်ပြီနော်အဲ့တော့85ဒသမ8ဤဘဏ္ဍစလေးဟိတရားစာကိုရှာလိုက်ကြရအောင်တရားစာဆိုတော့ဒသမအမှတ်ကလေးဒီကျေတို့ညာဘက်ကိုဘယ်နှနေရယူမယ်နှစ်နေရယူမယ်အဲ့တော့ရှေ့အနောက်ကိုတနေရနောက်တနေရယူဖို့မရှိတော့၃ညာကလေးထည့်လိုက်ပေါ့ဒါကြောင့်မို့လို့8000 980ဟောဒသမအမှတ်ကလေးကဒီရှေ့အနောက်ကိုရောက်ပါလိမ့်နော် ဟုတ်ပြီပြီးတော့ဒီ85ဒသမ8ဤဘဏ္ဍစလေးဟိတထောင် ဇာတထောင်စားဆိုလို့ရှိရင်ဒသမမက္ကလေဒီချေတို့ဘယ်နှနေရာယူတော့မှလဲ3နေရာယူပါမယ်အဒီတော့85ပြီးတော့ရှေ့အနောက်ကိုရွေမယ်ရွေကြမရှိတော့၃ညထက်ထဲမယ်နောက်ထပ်၃ညတစ်လုံးထက်ထဲလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ငကူတော့ငါဒီကျေတို့မှာငါးနောက်ကနေနော်အဲ့တော့တနေရနနေရသုံးနေရလေးနော်နားလဲပါသလားဒါကြောင့်မလို့ဒီကျေတို့ရဲ့ဂိမ်းလေးက8500 800ရပါရှင့် โอเคอ่ะဆိုလို့ရှင်ဒီချက်ကငွေလေးဆက်တွက်ပြပါမယ်ကငွေနမကငွေက3.68ခုနှစ်အဲ့တော့ဒါလို့တမလို့3.68ခုနှစ်ရဲ့စေစားရေးရှာကြည့်ကြရအောင်3.68ခုနှစ်ဤစေစားကဲ3.6ခုနှစ်ရဲ့စေသားဆိုတော့ဒသမအမှတ်ကလေးကညာဘက်ကိုတနည်းအားယူမယ်ဆိုတော့ဘယ်သူနောက်ရောက်သွားမလဲ6နောက်ရောက်သွားပါမယ်ဒါကြောင့်မို့လို့6.6ခုနှစ်ပြီးတော့3.6ခုနှစ် e ဘဏ္ဍာလည်းတရားစာကိုရှာကြည့်မယ်တရားစာဆိုတော့ညာဘက်ကိုတသမမက်ကလေးကညာဘက်ကိုနှစ်နေရာရွေးပါမယ်နှစ်နေရာရွေးလိုက်တော့ဒီကျေရအရင်ဆုံး6ရက်အနောက်9ရက်အနောက်ရောက်သွားပါမယ်အဲဒါကြောင့်69ပေါ့ပြီးတော့တော့တုံညာတသမ69ဤဘဏ္ဍာလည်းဟိတထောင်းဒါတထောင်စားဆိုလို့ရှိရင်တသမအမှတ်ကလေးကဘယ်နှနေရအနောက်ဆုံးပါလဲ3နေရအဲဒီတော့အရင်ဆုံး6ရက်အနောက်ရောက်မယ်ပြီးတော့9ရက်အနောက်မရှိတော့3ရက်အနောက်နောက်ထပ်မရှိတော့ဟုတ်လား အဲဒီကျတော့တုံညာရဲ့အနောက်ကိုရောက်သွားမှာပေါ့ဒါကြောင့်မလို့၃နေရလीเนาะဟုတ်ပြီเนาะ6အနောက်9အနောက်မရှိတော့တုံညာကလေးထက်တယ်တော့တုံညာရဲ့အနောက်မှာဒသမအမှတ်ကလေးရှိပါမယ်ရှင်ဒါကြောင့်မလို့တို့ရဲ့အခြေက680ပေါ့โอเคဒါဆိုရင်နံပါတ်ကကြည့်သွားကြရအောင်ဟိနံပါတ်ကကြည့် လက်မှတ်ကကြီးက3.7.195ဒါတော့တမလို့ရေ3.7.195ရဲ့10တောင်းရှာကြည့်ရအောင်3.7.195ဤ10ဆိုလို့ရှိရင်ဒသမအမက်ကလေးကညာဘက်ကိုတနည်းအားယူသွားမယ်အဲ့ဒါကြောင့်မလို့ဘုသူအနောက်ရောက်သွားမယ်7အနောက်ကိုရောက်သွားပါမယ်အဲ့တော့အနောက်မှာစံနာက2.5အဲ့ဒီအတွက်ကြောင့်မလို့7.2 င်ရပါသလားဒီစစ်ဒီလိုလေးပြပေးမယ်နော်ပြတ္တမ1 5ဟုတ်ပြီပြီးတော့3တသမ1.5ဤဘဏ္ဍဇလဲတရားဇကေတရားဇဆိုရင်တသမအမှတ်ကလေးကညာဘက်ကိုဘယ်နှနေရယူမှာလဲနှစ်နေရယူမယ်နှစ်နေရယူမယ်ဆိုတော့အရင်ဆုံး7ရက်အနောက်ပြီးလဲပြီးတော့ရဘသူနာရောက်သွားမှာလဲနှစ်ရက်အနောက်ကိုရောက်သွားပါမယ်နော်ဟုတ်ပြီနော် okay ကဲအဲ့ဒါဆိုလို့ရှိရင်3တသမ1.5ဤဘဏ္ဍဇလဲဟမ်တထောင် ။ဒါတထောင်သားဆိုတော့သားလို့သမလို့ရင်ဒသမအမှတ်ကလေးကညာဘက်ကိုဘယ်နဲ့နေရာယူပါလဲ။၃နေရာယူပါမယ်။အဲတော့၄နဲ့၃ဆိုတော့ဘယ်သူနောက်ရောက်သွားမလဲ။၅ရဲ့အနောက်ကိုရောက်သွားမယ်။ဒါကြောင့်မလို့125ဘုံနားလည်ပါပြီလား။ဟုတ်ပါပြီ။ကဲဒါဆိုလို့ရှိရင်တော့သားလို့သမလို့ကနော်တသမဂိန်းဒီကိုထောင်လေးစိတ်တိတသမဂိန်းဒါမနော် sorry တသမဂိန်းဒီကို၁၀စား၁၀၀စားနဲ့၁၀၀၀စားတွေကိုပြုလုပ်တတ်သွားပါပြီလား ပြုလုပ်တတ်ပါပြီအဲ့တော့ဒီကျေလို့နံပါတ်6ပြီးသွားတော့နံပါတ်9ကိုသွားကြရအောင်ပါနံပါတ်9ကဲအောက်ပါကိန်းတစ်ခုစီသည်3.9တိအစမြညာဖြစ်တဲ့နည်းအဲ့တော့တအားတို့တမန်ကြီးကြရအောင်3.9တိ ဟုတ်ပြီနော်3.9တိတ်ရဲ့စေစားလား100စားလား1000စားလားဆိုတာကိုကြည့်ပါမယ်အရင်ဆုံးနမတ်ကကြီးနမတ်ကကြီးက391ဆိုတာဒသမအမှတ်ကလေးကဒီအနောက်မှာလေအဲ့တော့ငကိုတုံးက3ရဲ့အနောက်မှာရှိနေတယ်ဆိုတော့တနေရနှစ်နေရနှစ်နေရညာဘက်ကိုရွေ့သွားတဲ့အတွက်ကြောင့်မလို့တအားတို့တမလို့ရင်ဒါလေးကဘယ်နှစားလဲဟဲ့ဟုတ်ပါတယ်နှစ်နေရဆိုတော့ဒီချေတို့100စားပေါ့ ဟုတ်ပြီနော်โอเคဒါဆိုရင်နံပါတ်ခောက်ကြီးတောက်ကြရအောင်39ဒသမ7အနကူတော့ကဒသမကိနေက3အနောက်ပါလေအဲ့ဒီကနေ9အနောက်ကိုရွေသွားတယ်ဘယ်နှနေရာရွေသွားလဲတနေရာရွေသွားတဲ့အတွက်ကြောင့်မလို့ဒါလို့တမလို့ရေဘယ်နှစားလဲဟေး10ကြပါရှင်ဟုတ်ပြီပြီးသားရေနံပါတ်ကငယ်ပါနံပါတ်ကငယ်က3910အဲ့တော့တသမမက္ကလယာငကူတော့က3ရက်အနောက်မှာပါအဲ့ဒီတော့တနေရနှစ်နေရသုံးနေရတသမ တုံညရဲ့အနောက်ကိုရောက်သွားပြီ။ဒါဆိုလို့ရှိရင် သူက3.9ရဲ့ဘနက်ဆလဲဆိုတာတအားလို့တမလို့တိချေကို comment ဒီမှာရေးပေးခဲ့ပါအောင်နော်။ဟုတ်ပါပြီ။အားဆိုလို့ရှိရင်တအားလို့တမလို့ ਨੇ တိချေ ਨੇ ဒီနေ့ဘာတွေလုပ်ခဲ့ကြပါသလဲ။ဟုတ်ကဲ့။ဒသမဂိမ်းကြီးတွေရဲ့10စာ100စာနဲ့1000စာတို့ကိုတို့ရှာတက်သွားပြီနော်။ ရှာခဲ့ကြပါရယ်မင်းတို့လည်းနားလည်သွားပြီလို့ထင်ပါတယ်အဲ့တော့ဒီအစီအလေးကိုတကြိမ်ရေးပေးနော် comment လေးမှာ okay အားဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင် bye bye